ကောင်မင်းခန့်ရဲ့ line ပေါ်မှာပဲစကားပြောပြတယ်အခုဆို तू ကတမီးလေးလားမသိဘူးမွေးဝါးကြီးလေမွေးဝါးကြီးဆိုတော့ congratulation လို့ကောင်မင်းခန့်ဆိုပြီးတော့ဟိုဟိုမှာ तू တတရရပဲဆိုတော့ဝမ်းသာပါတယ်ဟုတ်သူရဲ့ဒါသူပြိသက်တဲ့ကနေ तू ကဒါဆိုဇနီးမယားအဖြစ် तू တော့အဟိုဘယ်လိုခေါ်ရွေးချယ်လိုက်တယ်ဆိုတော့အဲဒါလေးကမိုက်တယ်လीနော်မိုက်တယ် အဲ့ဒါလေးတော့အဟိုါဖြစ်တယ်ဗာဒါဒါမှလည်းသူ့ကိုနားလည်ပေးနိုင်မယ်ဒါမျိုးစုံပေါ့ support ပေးနိုင်မယ်ဒါမို့လीချစ်စရာလေးအခုတော့ကလေးဖေဆိုတော့လေကလေးဖေပုံစံကြီးပေါ့သူကအဲ့ခါကြေကြေအဲ့ကားမှာကျွန်တော်တရုပ်ဆောင်ရတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုချိန်ကြီးကောင်းကောင်းမကူတတ်သေးဘူး။ကြီးကောင်းကောင်းမကူတတ်သေးဘူး။အဲ့ကားမှာကလည်း ရေငကားတို့ကရုံဆိုရေတွေပါတယ်ဆိုတော့အဲ့လိုမျိုးအိုက်ကားရိုက်ဖို့အတွက်ရေကူးသွားတင်တဲ့အမှတ်တရလေးရှိတယ်ရေကူးသွားတင်တဲ့အချိန်မှာကျွန်တော်ရေကြောက်တတ်တဲ့ဒီဖိုဘီယာတစ်ခုရှိရဲကျွန်တော်မှာဆိုတော့အဲ့ဒီအချိန်တော့ဟာသွားတင်တော့ဘလို့မှမတက်မတက်မတက်ဆိုတော့ဆရာကစိတ်မရှိပဲနဲ့ကျွန်တော်ကိုကိုးပြီးနစ်တဲ့နေရာကြီးမှာကျွန်တော်ကိုတွန်းချလိုက်တာအဲ့တွန်းချပြီးနောက်နေ့လဲရောက်လဲရောက်ကျွန်တော်မသွားတော့အပေါ်တော့ရောက်အောင်ကျွန်တော်ပြန်တက်တယ် အဲ့မဲ့နောက်နေ့မသွားတော့ဘူးကျွန်တော်ရေကြောက်တတ်တာကိုအဲ့မှာ trauma ရသွားပြီထပ်မသွားတော့ငငယ်တော့ကလည်းကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်အိမ်မှာအလုပ်လုပ်တဲ့အဲဒီကျွန်တော်အကိုကြီးတွေရှိတယ်လीကျွန်တော်ငငယ်တော့ကအောင်းတက်တဲ့ရွယ်တော့အဲ့ဒီအချိန်တော့ကလည်းမြေစိတ်မှာအဲ့ကိုကြီးရေသွားကူးင်းနဲ့အဲ့လိုမြေစိတ်ထဲမှာမြုပ်သွားတာတွေပြီးတော့ကျွန်တော်ရဲ့ဒါ US ကရောက်ဖဝင်ခွဲလဲအိမ်မှာရေကူးနေရင်နဲ့ဒါရေကန်ထဲမှာပြန်ဆဲလာတဲ့အချိန်မှာအသက်ဟို ပါသွားတာ၄အဲ့ဒါတွေကကျွန်တော်ရဲ့အနီးပတ်ဝန်းကျင်မှာပဲမြင်တွေ့ခဲ့ရတော့ကြတော့အဲ့ဒါကိုကျွန်တော်ရေကိုအရန်အခုချိန်ထိ trauma ရပြီးကြောက်နေရရေမကူတတ်သေးဘူးကျွန်တော်ရေစိန်တတ်တယ်ဆိုင်တဲ့ချိန်မှာရေနစ်တိုင်းပါတယ်ဖြစ်တာမဖြစ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ပွင့်ရင်လင်းပြောတယ်ရေမကူတတ်ဘူးဆိုတဲ့အချိန်ကျတော့အကုန်လုံး safety ဘိုင်းမှာအကုန်လုံး ready stand ဘိုင်းအကုန်လုံးစောင့်ပြီးတော့အော်ကတ်ဆိုတာ ਨੇ အဲ့လိုမျိုးလာဆယ်ပေးတာရှိရရေရောက်ထဲမှာကိုကျွန်တော်တို့ရိုက်ရတာအဲ့ဒါအိကာရိုက်တော့အရန် ကြောက်တာပေါ့အဲ့ချိန်တော့ကလည်းကျွန်တော်အရန်စူးစမ်းနေရတဲ့အချိန်ဆိုတော့ဒီဟိတခြားအလုပ်တွေလည်းကျွန်တော်မအာရုံမရှိဘူးဒီဇလန်းတွဲတစ်ခုဆိုတစ်ခုတည်းမှာပဲအာရုံလုံးဝနှစ်ထားနိုင်တဲ့အနေထားဆိုတော့အဲ့လိုမျိုးကောင်းကောင်းလုံနိုင်ခဲ့တယ်ပေါ့နော်ဟုတ်ရေချိုးကမှတော့မကြောက်အရန်ကြိုက်တယ်အင်းပေါ်လူဆိုတာထရောမာတစ်ခုရထားရင်ဆိုဘယ်ထရောမာပဲနေနေအဲ့ဒါတော်တော်ဖြောက်ယူဖြောက်ဖို့မလွယ်ဘူးပေါ့နော် childhood trauma ရှိမယ်အမျိုးစုံပဲအဲ့ဒါတွေက ဟိုတခြားຢာတွေဒါခေါင်းထဲအုံနောက်ထဲမိသွားရင်မိသွားလိမ့်မယ်ဒီຢာတွေကိုအမြဲ memory recall ပြန်လုပ်တဲ့ခါကြလို့ရှင်အမြဲတမ်းဒါမျက်ဝါးထင်ထင်ကြီးမှာတွေ့နေရသလိုအမြဲတမ်းအဲ့ဒါဘရောမမမေးတဲ့အငင်းဝင်းနေပေါ့အဲ့ဒါတွေอ่ะဟုတ်အဲ့ဒါမျိုးကို6မှတ်ခင်လို့ဖြစ်တယ်အဲ့လိုတော့မဖြစ်ပါဘူးကျွန်တော်တို့ဟိုဇလန်းစကားတွေရလိုမျိုးအဲ့လိုရဲ့အဲ့လိုကြီးတော့မဖြစ်ပါဘူးဟို trauma ပေါ့နော်ဟုတ်တင်းမို့ရောထကြိုးစားအောင်ပါတင်းကြိုးစားကြိုးစားတော့ပါဘူးကျွန်တော်ရေစိန်ရတာပိုကြိုက်တယ်ရေကွင့်မောတယ်လीနော် ရေပဲစိန်တော့ comment ခန်းเนี่ย line ပေါ်มาပဲစကားပြောပြတယ်အခုဆိုသူကတမီလေးလားမသိဘူးမွေးွားကြီးလေမွေးွားကြီးဆိုတော့ congratulation လို့ comment ခန်းဆိုပြီးတော့ဟိုဟိုမှာသူတတရရပဲဆိုတော့ဝမ်းသာပါတယ်ဟုတ်ဟမ်အော်ဒါတော့ဒါတော့ဟိုမှာတွေကစကြတာပဲလေဟိုသူ့ရဲ့ဒါသူပြိသက်တဲ့ကနေသူကဒါဆိုဇနီးမယားအဖြစ်သူတော့ အဟိုဘယ်လိုခေါ်ရွေးချယ်လိုက်တယ်ဆိုတော့အဲဒါလေးကမိုက်တယ်လीနော်မိုက်တယ်အဲ့ဒါလေးတော့အဟိုအဖြစ်တယ်။ဒါဒါမှလည်းသူ့ကိုနားလဲပေးနိုင်မယ်။ဒါမျိုးစုံပေါ့ support ပေးနိုင်မယ်။ဒါမျိုးလေး။လက်စူရချစ်စရာလေးနော်။ချစ်စရာလေး။အခုတော့ကလေးဖေဆိုတော့လေကလေးဖေပုံစံကြီးပေါ့သူက။ဒါတပုံလေးပဲတွေ့ရသေးတာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သူတို့နေရကြတော့လေနေ့ညတွေကလွဲနေတာဆိုတော့လေ။ကျွန်တော်စာပို့ထားရင်လေသူက ဟို active ဘလောက်အကိုဆိုပြီးဖြစ်နေအဲ့လို तू no မှ तू ကြည့်ရကျွန်တော်အိမ်နေပြီအဲ့လိုမျိုးလေးပေါ့ဟုတ်ကျွန်တော်ကဘဝအတွက်ရုံးကန်စူးစမ်းနေရတဲ့လူငယ်တယောက်ဆိုတော့အချစ်ကိုဦးစားမပေးနိုင်လေကားလားအော်အဲ့ဒါကိုတောင်နေရကားရေမပါသေးဘူးရှိတယ်မြေရောက်ခန်းထဲတာဘာပေါ့ဝီးရှိရ15ပြီအဲဂျူးမာလာလာလေးရှေ့လာခဲ့ကျေးဇူးတင်ပါတယ်အားလုံးအဲကျေးဇူးတင်ပါတယ်တဲ့ကဲ့ ืมအဓိကတော့အဲ့လိုမျိုးလေးပေါ့ပျော်တတ်တယ်လीကျွန်တော်ကပျော်တတ်တယ်လူတိုင်းเนี่ยကျွန်တော်တင်မြောင်နေတယ်ဆိုတော့အဲ့လိုမျိုးပေါ့ကျွန်တော်ရဲ့ character ကအဲ့လိုမျိုးเนาะအဲ့ဒါလူပေါ်မူတည်ရယ်အလကားပေါ့အာလာပြလိုက်ပါဦးမျက်နှာလေးလား